ကျသားလေးကဒီမှာကျွန်တော်ဒီမှာကြတော့ငံပြားကြီးလုံးဝသုံးလို့မရဒီဟင်းတွေက65ရဲ့လုံးလောင်းလူတဲ့ဆွန်လောင်းသိန်းဖြစ်ပါတယ်စီဝါရီတွေကပုံမှန်တလောက်ကိုသိန်း300ကျော်လောက်ကျွန်တော်တို့ထည့်ဝင်လူတန်းပြီးတော့မထည့်ခင်ကျသားနဲ့ထည့်ပြီးသားကျသားမှုေးနေတဲ့ကျသားတို့ကျွန်တော်တို့ကအရသာလေးမြည်စီပါဒါလေးနဲ့စားလိုက်ရင် တပင်းနဲ့ချက်တိုင်းမှာကျွန်တော်တို့အတုပ်လေးနဲ့ပါပါတယ်လုံးဝမအီဘဲနဲ့သူကတစ်ဆက်ထဲမှာကျွန်တော်တို့အငြင်းနဲ့ဂရင်းလိုက်လာတာတွေ့ရပါတယ်လူတိုင်းလူတိုင်းရဲ့နောက်မှာကုသိုလ်များနဲ့အကုသိုလ်များဆိုတာမြားနဲ့မြားကတောက်လျှောက်လိုက်နေတာပါကုသိုလ်များအချိုးပေးတဲ့လူကဘာပဲလှုပ်လှုပ်ရှာတိုင်းကိုခေါင်းမှုချုံနဲ့ကျွန်တော်တို့ဘဝမှာဝင်နေရတယ်အများကြီးရှိတယ်ဒါကြောင့်မလို့လေကျွန်တော်ဒီလောက်ထိနိုင်တာ တ်မှုနဲ့စီသေးနည်းနည်းပြပါမယ်။စားကြည့်သေးတယ်နည်းနည်း။စားကြည့်။ကျွန်တော်တို့လည်းအဲ့ခုကျွန်တော်တို့အားလုံးထည့်ပြီးွားတဲ့ပစ္စည်းတွေအားလုံးကိုကျွန်တော်တို့တွေခုစွန်းပေါင်းဖို့တွေကိုထည့်ပါမယ်။55မိနစ်ကြာပါမယ်နော်။ရင်နှွေးကကျွန်တော်တို့စူဖို့55မိနစ်လောက်စူတာပါ။ဘွမ်းဘွမ်းစူနေတဲ့ရင်နှွေးထဲမှာကျွန်တော်တို့ထည့်ပြီးတော့ပေါင်းတာပါ။ ဒီပေါင်းမိုတွေကတော့ကျွန်တော်တို့သုံးနာထားဆိုရင်ကြာပါပြီခင်ဗျ၁၅နှစ်လောက်ရှိပါပြီเนาะဒါကျွန်တော်တို့စပြီးတော့တဲတွေကလောက်ခဲ့တဲ့ပေါင်းမိုတွေပါအရန်အကုန်ကြတက်တာပါတယ်เนาะဒါဆိုရင်ထင်းနဲ့လည်းသုံးပါတယ်မီးသွေးနဲ့လည်းသုံးပါတယ်เนาะ gas နဲ့လည်းသုံးလို့ရပါတယ်ဒီပေါင်းမိုတွေကအဒီနေ့ကတော့တန်ကကျွန်တော်တထောင်စားပါခင်ဗျာဟုတ်ကဲ့365ရက်လုံးလောင်းလှတဲ့စွန်လောင်းသိန်းဖြစ်ပါတယ်လွန်ခဲ့တဲ့14နှစ်လောက်တည်းကစပြီးတော့လောင်းလှတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီဘက်မှာကျွန်တော်တို့ကစွန်အကျိုးရောင်နေနဲ့ ဟိုအရင်ကတော့ကျွန်တော်တို့အဖတ်စင်တပတ်ကိုတရက်ကျွန်တော်ထူတန်းပေးတာကျွန်တော်တို့ကိုပိုင်ငွေကြီးနဲ့ပေါ့နော်နဝကမာတွေနဲ့ထူတန်းပေးတယ်နောက်ပိုင်းကျတော့ကျွန်တော်တို့ခုဆိုရင်၄နှစ်လောက်ရှိပါ၄နှစ်ကျော်သွားပြီကျွန်တော်ဟိုနေစဉ်ရက်ဆက်ကျွန်တော်တို့ဟိုစွန်းအကျိုးတော့ဆောင်တာစွန်းတာဝန်ခံတွေနဲ့တာဝန်ယူပြီးတော့ကျွန်တော်တို့ကချက်ပြုတ်နေပါတယ်စွန်းချက်တာဝန်ခံတွေနဲ့အားလုံးကျွန်တော်တို့ကအလှရှင်ရှိတဲ့နေသူဒီနေ့ဆိုရင်အလှရှင်တူရှိတယ်အလှရှင်တူက၅သိန်းထူတန်းတယ်ကျွန်တော်ဒီနေ့ကုန်ကြမယ်ဟာဒီသိန်း၃၀လောက်ကုန်ကြမှာ ဒါကျွန်တော်တို့ကကျွန်တော်မိသားစုဓမ္မပီတိဒီဆုံးကျိုးဆောင်ဖက်ရရင်ကိုပိုင်စီးပွားရေးလို့ပဲအဲစီးပွားရေးတွေကပုံမှန်တစ်လကိုသိန်း300ကျော်လောက်ကျွန်တော်တို့ထဲ့ဝင်လှူဒန်းပြီးတော့ကျွန်တော်တို့တွေဟိုတူလန်းလေးရရှိပါတယ်ဟောဒါကတော့ကျွန်တော်တို့45မိနစ်ကြာရင်ကျွန်တော်တို့ကြပါမယ်ဒီပေါင်းကိုကကျွန်တော်တို့ဒါဟိုတန်ကားတွေအတွက်ကို၄ဘန်းကို100စာနဲ့တန်ကား100 200 300 400စာပါတန်ကား400စာ ကျွန်တော်တို့ဒါမျိုးနောက်တစ်ပေါင်းနဲ့ဒီလိုအပေါင်းသေးလေးတစ်ပေါင်း ကျွန်တော်တို့ကချက်ရင်ဒါကြောင့်လို့မီးဖို့ရတာပါဒီပေါင်းသေးလေးပေါင်းချက်ပြီးွားရင်ကျွန်တော်တို့ကဒါဟိုတန်ငါတထောင်စာရပါပါဟုတ်ကဲ့ပါ45မိနစ်ကြာတဲ့အချိန်မှာအုံတမင်းလေးဘလို့များထွက်လာမလဲဆိုတာကြည့်ပေးပါဦးတမူထူးကြတဲ့ဒါအုံတမင်းလေးကိုကျွန်တော်တို့ကခုနချက်နေနေကျွန်တော်ကခင်းနေမထက်ဘူးမထက်ဘူးဆိုချက်နေနေမှာအာရီယာရရင်အာရီယာခုနကျွန်တော်အုံအုံတမင်းလေးကိုကျွန်တော်ကထောပတ်လေးနဲ့နဲ့ကဲလိုက်ပါအုံကျွန်တော်တို့အုံထောပတ်တမင်းလေးဖြစ်သွားပါတယ်ဒါလေးကိုကျွန်တော်တို့ညီ ဘလို့များထွက်လာမလဲဆိုတာကိုကြည့်ပေးပါအောင်ကြက်သားရင်လေးလေးကျွန်တော်တို့ချက်ပေးမှာနော်ကြက်သားရင်ကျွန်တော်တို့တွေလုံးဝအုံတမင်းမဲ့လိုက်မဲ့ကြက်သားရင်ချက်နီးလေးရှိပါလေကြည့်ပေးပါအောင်စီလေးနည်းနည်းထည့်ဦးတာရပြီခုကြက်သားကျွန်တော်တို့ချက်ပါမယ်ကြက်သားချက်တဲ့နေရာမှာကျွန်တော်တို့မီးရတော့ gas ကိုသုံးပါတယ် gas ကိုသုံးခြင်းဒီအလွန်မတန်ကောင်းပါတယ်ကျွန်တော်တို့ဒီသုံးချိန်ရလေဒီကြက်သား အများကြီးဟိုမှာကျွန်တော်တို့나이ခွင့်နဲ့မပို့ပါဘူးเนาะဒီချက်ချင်းကျွန်တော်တို့အရင်ဆုံးအရေးကြီးတာကကျွန်တော်တို့ဒီအုံထမင်းမဲ့တွဲစားမဲ့ချက်သားဒီမှွေးနေရမယ်မှွေးလိုက်နေမှအုံထမင်းနဲ့လိုက်ပါဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကအုံနံလေးသင်းအောင်လို့ကျွန်တော်တို့တစ်ချဘိုးကနှုတ်လိုက်ပါမယ်တစ်ချဘိုးကစတော့ပထမဆုံးစီလင်းနဲ့ကြော်သလိုကြော်လိုက်တဲ့အချိန်မှာ तू ကဘာဖြစ်မလဲဆိုသူ့ဝင်အုံနှုတ်နံကိုအော်တိုထွက်ပါတယ်နော်အုံနှုတ်နံဒီအော်တိုထွက်မယ်နော် ဘာမှမပါဘဲနဲ့ကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့ခုစတော်ရပါပြီခင်ဗျာကျွန်တော်တပားကိုငါချက်သားတုံးနေပါလေးချက်ခွဲငါချက်သားတုံးနေတယ်ကျွန်တော်တို့အပားတစ်ထောင်စာလုပ်ထားတာပါခင်ဗျကျွန်တော်အရင်လေးတော့20 30လောထည့်ထားပါတယ်ဟုတ်ကဲ့စိတ်ပြုကိုယ်တူပါကျွန်တော်ရသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဂျင်းထည့်ပါမယ်ကျက်သွမ်းမြူကဲဆန်ဝင်းမို့ရုပ်သီးမုံလေးကတော့နည်းနည်းပဲထည့်ပါမယ်ကျွန်တော်ဒီမှာထည့်မှွေပြီးသားဖြစ်တဲ့အတွက် လောက်ဆိုရပါယူပြီးမှုန့်လေနော်ကျွန်တော်တို့တွေကဒီမှာအချိုမုံမသုံးပါဘူးဒက်ရှိငါးသားမုံသုံးပါလေကဲရပြီရပြီဒါထဲတော့ကျွန်တော်ဒီမှာကြတော့ငံပြာကြီးလုံးဝသုံးလို့မရဒီဟင်းတွေကဗမာနီးလို့ငံပြာကြီးနဲ့သုံးလို့မရဘူးကျွန်တော်တို့လုံးဝစားနဲ့ပဲသုံးရပါဒီလိုဟင်းတွေကြတော့ဟိုငံပြာကြီးနဲ့သုံးငံပြာကြီးအနဲ့ထွက်တယ်တင်းတင်းလေးပါတဲ့အတွက်ဒီထောပတ်ထမင်းနဲ့စားမှသာထောပတ်ထမင်းတော့လကောင်းအုံထမင်းတော့စားရင် तू ကမလိုက်ဘူး तू ဒီအိန္ဒိယဟင်းတွေအားလုံးပေါ့ဒါအိန္ဒိယဟင်းတွေပါအိန္ဒိယဟင်းတွေအားလုံးဒီကျွန်တော်တို့တွေ စားနဲ့ပဲချက်ရပါတယ်။ငပြိုင်နဲ့မချက်ရပါဘူး။သူ့ရဲ့အသက်ကတော့ကျွန်တော်တို့တွေလာပါမယ်နှစ်ချက်ရှိတယ်သူ့အသက်ကနောက်ဆုံးမှာကျက်တွန်ကျော်ကိုခြေပြီးတော့ကျွန်တော်တို့ကနှက်ထက်ရတာတစ်ချက်ကတစ်ချက်ဘိုးကောက်ထက်တာတစ်ချက်ဒါပါပဲနောက်ကျက်သားကိုဒီလိုအကြာကြီးကျွန်တော်နှက်ထားပါတယ်အဲ့ဒီသုံးချက်ဆိုရင်အလွန်တမာကောင်းမွန်တဲ့ဒီအုံတမင်းတို့ကျွန်တော်တို့ထောပတ်တမင်းတို့ ਨੇ တွဲစားတဲ့ကျက်သားရပါတယ်ခင်ဗျာ သူ့ရဲ့အရာသာဒီတာမန်ချက်နေကြစစ်သားနဲ့လုံးဝမတူပါဘူးဒါမှလည်း तू ကစားကောင်းတာငါးသားမုံလေးဒက်ရှိငါးသားမုံလေးကျွန်တော်တို့ထဲထဲမှာနေတော့လည်းထည့်ထားတယ်ဒါနောက်တစ်ခုထက်ထည့်ပါတယ်ဒါလေးကိုကျွန်တော်တို့နောက်15မိနစ်လောက်စောင့်မယ်ဆိုဒီဟင်းလေးကပြီးပြည့်စုံတဲ့ဟင်းလေးရပါပြီခင်ဗျာအော်တန်ငါးတွေအတွက်ကတော့လေကျွန်တော်တို့တွေသူတို့တွေကအရန်ဆင်ပြေတယ်ကောင်းတယ်ပဲပြောကြပါတယ်အမြဲတမ်းလေကျွန်တော်တို့တွေအမြဲတမ်းစားလို့အဆင်ပြေတယ်အမြဲတမ်းကောင်းတယ်ဘာပဲချက်ချက်ပေါ့နော် အဓိကစင်တနာလေးထားချက်တော့အကောင်းနဲ့ပဲကျွန်တော်ကြားပါတယ်ကျွန်တော်တို့တလမှာကျွန်တော်တို့က26ရက်ချက်ပါတယ်ကျွန်တော်မိမားနှစ်ယောက်က၄ရက်ကတော့စွန်းလောင်းတင်ကြီးရဲ့ဟိုတာဝန်ရှိတဲ့ကျွန်တော်တို့အုပ်ချုပ်မှုအဖွဲ့ကချက်ပါတယ်ကျွန်တော်တို့ကတလကို26ရက်ချက်ပါတယ်ခင်ဗျာကျွန်တော်တို့၄ရက်က off ကကျွန်တော်တို့နည်းနည်းကျမ်းမာရေးကောင်း off လေးလုပ်ပေးတာပါတယ်ခုကြက်သားချိန်လေးတွေကတော့ဒါကျွန်တော်တို့အရေးကြီးတာလေးကကြက်သားလေးကခုသူ့တွေကကြက်သားမှာရှိနေတဲ့ပင်ကို ကြက်သားရေထိုးရတာမျိုးကြက်သားထဲမှာရေဓာတ်ပါတယ်အဲ့ဒီရေဓာတ်တွေခုထွက်ခံပြီးဖြစ်သွားပါပြီအဲ့ဒီရေဓာတ်ကိုကြပြီးကြက်သားကကျင့်သွားတဲ့အချိန်မှာကျွန်တော်တို့ဒီနေထားရမှာခုလောလောဆယ်ရတော့ကြက်သားလေးကကျွန်တော်တို့ကနှက်ချက်ချက်နေပြီးမြို့ထိမ့်ပြီးချက်ထားတယ်မီးကမများဘူးအဲ့ဒီချက်မှာအရင်များလို့မရဘူးကျွန်တော်ထိမ့်ချက်ပြီးတော့နှက်ချက်လေးချက်နေသူကသူထဲထဲကပင်ကိုကြက်သေးကရေတွေထွက်လာပါမယ်ထွက်လာတဲ့အချိန်ကိုကျွန်တော်တို့စောင့်ပါမယ် ကျွန်တော်တို့စက်သွွန်ကျော်ကိုခြေထားဒါခြေပြီးသားပါနော်စက်သွွန်ကျော်ခြေထားတာကိုကျွန်တော်တို့ဒီစက်သားကိုနှက်တဲ့နေရာမှာကျွန်တော်တို့သုံးပါတော့ဘူးနော်စက်သားကိုစက်သွွန်ကျော်နဲ့ပြန်နှားလိုက်တဲ့ဒီမှာ तू ကတမှုထူးကြပါလိမ့်မယ်ဒီမှာကျွန်တော်တို့ပြစင်နေရာတွေရှိပါတယ်စက်သားလေးကကျွန်တော်ဒီမှာဒါမထည့်ခင်စက်သားနဲ့ထည့်ပြီးသားစက်သားအခုသူ့ရဲ့အနံ့ကမှုေးနေတာနော်မှုေးနေတဲ့စက်သားတို့ကျွန်တော်တို့ကစက်သွွန်ကျော်ယူလာခဲ့ကျွန်တော်တို့စက်သွွန်ကျော်လေးနဲ့သာသာလေး မီးလေးနဲ့နဲ့နဲ့လောက်ပါမယ်ဒီကျက်သွုံကြော်ထည့်ပြီးတဲ့အချိန်မှာ तू ကခုနမှွေးတယ်ဆိုတာနဲ့ပုံမှွေးသွားပါတယ်ကျက်သွုံကြော်မှွေးနေတယ်အောက်ကမီးအေးလေးလေးထည့်တာပါနော်မီးတွေကပွတ်စီပွတ်စီနေနဲ့ကျွန်တော်ကနှတ်ထားတာအောက်ကမီးအေးလေးလေးထည့်တာပါနော်မီးတွေကပွတ်စီပွတ်စီနေနဲ့ကျွန်တော်ကနှတ်ထားတာအဲ့ကောင်အနှစ်ဖြစ်သွားပါနောက်35မိနစ်လောက်ကျကျွန်တော်ပြပါမယ်နော် နနေသူကကြပြီးတော့ဒီစက်သွန်လေးတွေကပျော်သွားတယ်ဟွန်းကျွန်တော်ကြောက်ချက်နေကြဆိုတော့ပေါ့ကံမမီးရကြီးစရာမလိုโอเคဒါတော့မဆောင်စကားမလုပ်စန်နေနေမြန်လေးပြန်ပိတ်တာစန်စီကြံသေးတယ်တော့ပဲဒီပါခုဆိုရင်ကျွန်တော်တို့ ခုနလိုလေးနှက်ချက်တဲ့ချိန်မှာအကုန်လုံးကလေကျက်သွုံကြော်လေးတွေကလည်းနက်ပြီးတော့ကျွန်တော်တို့အခုဟောပတ်စမင်းနဲ့တွဲစားလို့ရတယ်ကျွန်တော်တို့ကျက်သားဟင်းလေးကိုရပါပြီအနက်ရတာနဲ့ပြည့်စုံပြီးတော့ကျက်သားတွေကလည်းအမြင်မြင်ထနေတယ်နော်ဒီမှာမှုေးနေတာပဲတော့ကျွန်တော်တို့ရရှိပြီးဖြစ်ပါတယ်ဒါကတော့ကျက်သားလေးကိုနှက်ချက်တာပါနော်ကဲဒီမှာကရဝေးရက်ဒီဒီကျွန်တော်တို့အနေငယ်ထည့်လိုက်လို့ရပါတယ်ကျွန်တော်တို့ကကရဝေးရက်ဒီကိုလေတစ်ခါတည်းကြိတ်ထည့်တာများတယ် မဆလာလုတ်တဲ့နေရာမှာတိတ်ထဲပါတယ်။ဒါအရသာလေးနှီးကြည့်ပါ။ဒါလေးနဲ့စားလိုက်ရင်ကောင်းပါလား။ဟမ်ကောင်းလိုက်ကြ။အင်းဟာဟာမင်းစူရတယ်မလားစူရတယ်ရေချောက်ဝါရရိုးဆန်စေးသားအညမှာထဲ။ခုဆိုရင် तू ကတမန်ထမင်းနဲ့ तू ကပူပေါင်းอ่ะ။ဘာဖြစ်လို့လဲ तू သူ့မှာ ဖော်ဖက်ကဲအုံးလို့ရပါတယ်။သူကစီးပြီးတော့သူကထဲထဲကိုဝင်ဖို့အချိန်နေ။နင်းနေပေးရ။သူဆိုရင်တနာရီလောက်ပေါင်းအောင်တနာရီလောက်ပေါင်းမှသူကကြာမယ်။တာမန်တနာရီလောက်လည်းမရအောင်အပေါင်းနဲ့ချက်သိမ့်မကောင်းဆိုတော့အဲ့ဒါအိမ်မာလေးဟုတ်ပြီဒီပေါင်းနဲ့ချက်သိပ်မကောင်းဆိုတော့သူကအော်တိုတက်တက်သွားလို့အဲအကြောင်းမို့သိပ်မကောင်းဆိုတော့အော်တိုတက်သွားတာကိုအဲ့ဒါကောင်းကြည့်ရင်တော့ခလုတ်လေးကိုတစ်ခုနဲ့ဖိတာကျွန်တော်တို့ဒီလိုလေးပါနော်ဒီလိုလေးပါဒီမှာ6ခွားတော့သိလား ုတ်ကိုနည်းနည်းလေးလျှော့ထားတယ်နော်လျှော့ပြီးတော့ ratio လေးလျှော့ထားတယ်အဲ့ဒါနော်မှုန်းနေတာအုံထမင်းလေးကိုကျွန်တော်တို့ဒီမှာနော် C66 လေးနဲ့ပေါ့နော် C ဒါထည့်မယ်ဆိုရင်နည်းနည်းလေးပို့ထည့်လိုက်မယ်ဆိုတာရွှဲသွားပါတယ်နော်ဒါအုံထမင်းလေးကိုကျွန်တော်ကော့နေအုံထမင်းလေးရပါကျွန်တော်အနေနဲ့လုံနေကြဖြစ်တဲ့အတွက်ပေါ့ငန်သိပ်ပြီးတော့ဒါလေးကိုကျွန်တော်တို့ဖတ်ပြီးရှင်းအောင်နောက်က15မိနစ်လောက်ထားအောင် ုံးသဖင်းနဲ့ကြက်သားရင်းမှာကျွန်တော်တို့အတုပ်လေးနဲ့ပါပါတယ်ရဲကျင်တုပ်လေးပဲပါ Okay ကျွန်တော်ဓာတ်ရီကတော့အုံးသဖင်းနဲ့အလွန်တမလိုက်တဲ့ကျွန်တော်တို့တွေတည့်ရှင်တုပ်လေးပါကျွန်တော်တည့်ရှင်တုပ်လေးကိုညှို့လာတော့မဟုတ်ဘူးအရင်ကောင်းပါတယ်သူ့ကိုတည့်ရှင်လေးရဲ့ခေါ်ပြီးလေးရဲ့ယူသီးစိမ့်လေးဘာမှမထည့်ဘူးတော့ပဲငက်ပြားကြီးအကျဲလေးနည်းနည်းလေးထည့်ကြည့်လိုက်ပါနောက်ပြီးတော့ဓာရှိလေးနည်းနည်းလေးထည့်လိုက်မယ်။ ဒါလောက်ဆိုရပြီကဲဒီအတုပ်လေးကိုစားကြည့်ပါအလွန်မတန်ကောင်းတာတွေ့ရပါလိမ့်မယ်နော်ဒီအတုပ်လေးကကျွန်တော်ရပြီဒါလောက်ဆိုလုံးဝမအီဘဲနဲ့သူကဒါဆက်ထဲမှာကျွန်တော်တို့အမြဲတမ်း green light လာတာတွေ့ရပါလိမ့်မယ်ဒီစင်ကိုကြည်နေတဲ့လူတွေအနေနဲ့ကျွန်တော်ကပြောကြလို့ဒါတော့လေခုစုတ်ကတ်ကာလမှာကျွန်တော်တို့စစ်မဲ့ရေးရာတွေကပ်ဘေးတွေအမြင်ကျုံနေပါတယ်ဒုက္ခဒုက္ခတွေရော နော်တဘာဝဘေးအန္တရာယ်တွေကိုကြုံတဲ့နေရာမှာကျွန်တော်တို့ကပြောကြားလူတာကတော့လူတိုင်းလူတိုင်းရဲ့နောက်မှာကုသိုလ်ဆိုတဲ့မြားနဲ့ဒါကျွန်တော်ချမ်းမြေ့ဆရာတော်ဖျားကြီးရဲ့တရားပါကျွန်တော်တရားမဟုတ်ပါဘူးချမ်းမြေ့ဆရာတော်ကြီးကလည်းမြတ်စွာဘုရားရှိခိုးပြန်လိုက်ပြီးလူတိုင်းလူတိုင်းနေရာမှာကုသိုလ်မြားနဲ့အကုသိုလ်မြားဆိုတာမြားနဲ့မြားကတောက်လျှောက်လိုက်နေတာပါကုသိုလ်မြားအချိုးပေးတဲ့လူကဘာပဲလုပ်လုပ်ကျွန်တော်တို့ဒါကုသိုလ်မြားပေါ့ကျွန်တော်တို့ခုရှာတိုင်းကိုခေါင်းမှုထုံနေကျွန်တော်တို့ဘဝမှာဝင်နေရတယ်အများကြီးရှိတယ်ဒါကြောင့်မလို့လေကျွန်တော်ဒီလောက်လှူနိုင်တာဟ ခေါင်းမှုချုပ်နဲ့ဝင်တဲ့ဟာတွေအများကြီးရှိတယ်အဲ့ဒါမျိုးလေးတွေကဟိုကုသိုလ်ကြောင့်နော်ခေါင်းမှုချုပ်နဲ့ကိုကျွန်တော်တို့ရှိကိုကုသိုလ်ကအကျိုးပေးပြီးတော့ဟိုဆက်ခါဆက်ခါလာရောက်လှူဒန်းတာဒီလှူဒန်းနိုင်တာဖြစ်တာပေါ့နော်ကျွန်တော်တို့အတွက်ကိုအလူဥသာပေါ့နော်ရအောင်လို့နော်ကျွန်တော်တို့ဘက်ကရောင်းဝယ်ဖောက်ကားလည်းအရန်ကျွန်တော်တို့ရောင်းရတယ်နော်ကြိတ်ကြည့်တို့ရောင်းရတယ်ကျွန်တော်ဒါရတာကိုကျွန်တော်တို့လှူနိုင်တယ်အဲ့လိုပဲကုသိုလ်ကအကျိုးပေးနေရင်ကုသိုလ်များကဆက်ခါဆက်ခါလာပါမယ် အကုသိုလ်များအကျိုးပေးကန့်ဆိုးမှသွားရမိုးလိုက်လို့ရွာပါလိမ့်မယ်ဒါကြောင့်ဟာငါတို့အကုသိုလ်တွေအကျိုးပေးလာပြီလားမဟုတ်ဘူးကျွန်တော်တို့အကုသိုလ်အများကဆက်ခါဆက်ခါအနောက်ကလိုက်နေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေအကုသိုလ်ကိုမလုပ်ဘဲနဲ့ကုသိုလ်တွေလုပ်ပါဘာမှမတတ်တိုင်းငါတို့ကမလူနိုင်အားကြတယ်ငါတို့ကမလူနိုင်ဘူးကျွန်တော်တို့လှူတာနဲ့အလုံးမတမ်းမှအကျိုးကြီးတဲ့ဥမိုးကိုအားကြဖို့မလိုပါဘူးဥမိုးဒီတန်ခါတွေအတွက်ကိုနော်မိဘလို့ ကိုကထားပြီးတန်ခါလေးတွေကိုသားသမီးတို့ထားပြီးကျွန်တော်တို့ကရှာကျွေးတဲ့အစ်စ်ပဲရှိပါတယ်။ကုသိုလ်လို့ခြင်းရင်မိမိကိုမိမိနော်မြေတာဖို့ပါအများကို မြေတာဖို့ပါနော်မြေတာတိတာနော်တက်မြက်ဆုံးလက်နက်ပါမြေတာတွေပို့ခြင်းဖြစ်ကုသိုလ်တွေရယူပြီးမိမိမှာအကုသိုလ်တွေအကျိုးမပေးအောင်နော်ဆောင်လျှောက်ပြီးဟိုအကုသိုလ်တွေအကျိုးမပေးအောင်ကိုကတားရပြီးတော့ကုသိုလ်တွေနဲ့ကို့မှာအမြဲတမ်းဆက်ခါဆက်ခါဒီကုသိုလ်ကျိုးတွေရအောင်လို့ မေတ္တာဘာဝနာတွေဖွာများခြင်းဖြင့်ကပ်ဘေးတွေမှာလွတ်ကင်းနိုင်ကြပါစေเนาะစစ်မဲ့ရေးရာတွေမှာလွတ်ကင်းနိုင်ကြပါစေလို့ဟိုကျွန်တော်တို့အကြံပြုပြောကြားလိုပါတယ်